ထမပွဲဆိုတော့ကျွန်တော်9နာရီဒုတိယပွဲချိန်ဆိုကျွန်တော်နေကင်း3နာရီပေါ့နော်နောက်ဆုံးပွဲကတော့နောက်ညောက်ကိုရီးယားနဲ့ပွဲကတော့9နာရီဆိုတော့ပြောချင်တဲ့တေးပေးကတော့ဒီရုံသမားတွေကျောင်းသမားတွေနဲ့လည်းရုံချိန်ကျောင်းချိန်လို့တဲ့9နာရီချိန်နေမှာအထူးအားအပေးလို့ရတယ်လို့ကျွန်တော် Skynet ကနေလည်းတရားရိုက်ပြပါဆိုတော့အင်းအနေနဲ့ကြည့်ဘူးပါအဲမကကြည့်ရှုအားပေးလို့ရရပါတော့။ဟုတ်ကဲ့။ဟိုကနောက်တစ်နောက်ထပ်ပေါ်တော့တရင်လေးကြားနေရတာတကစားသမားပေါ်တော့နမ်းဖြူဖွေးလို့ပါလို့ဆိုရင်အရာရသွားတယ်ပါဆိုတော့တရင်လေးကြီးလည်းပေးသက်တွေစိုးရိမ်နေရတယ်ရှိရဲ။အဲဆိုလို့ပြောချင်တာပွဲရတယ်မကြခင်ကန်တော့မှာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့နောက်ဆုံး ဟိုဗိတ်တွေတိကျနေတဲ့ update တွေနဲ့အမှပြပြလို့ရတယ်မြန်ဟာလေးပြပြပြတော့ဗျာဟုတ်ကဲ့ရှင်အာဂျပန်မှာအာအဲ drive train နေသွားပြီးတော့ကစားတော့ပါဗောနော်ရှားရှိလာတဲ့အာလေရွင့်စင်ရဲ့ဒန်ယာရပလီယာအချို့အခုချိန်ဆိုလို့ရှင်ကွင်းထဲကိုပြန်လဲရောက်ရှိလာပါပြီနောက်ဒီလာမဲ့ပြိုင်ပွဲကိုရင်းနေပြိုင်ပွဲတွေလည်းပဲအကုန်လုံးအဆင်သင့်ဖြစ်နေပါပြီရှင်အာအကုန်လုံးအာဒန်ယာအကြီးကြီးမားမားတယောက်မှမရှိတော့ပါဘူးရှင်အကုန်ပြိုင်ပွဲဝင်ဖို့အတွက်အဆင်သင့်ပါပဲရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ဟိုဂျပန်တီ ဒီဆရာပြောသွားတဲ့ထဲမှာလာ U second အမျိုးသမီးရဲ့နေပြအဂျပန်နေမျိုးကလာရောက်ပြီးတော့ပူပေါင်းပြီးတော့လေ့ကျင့်နေတဲ့ပုံပါ။အမအနေနဲ့ရောဒီပုံမှာသူနဲ့ပူပေါင်းပြီးတော့ဘယ်လိုမျိုးဖြစ်ကျော်ဖို့အတွက်အင်အားတွေရရှိနေပြီလေဗျ။ဟုတ်ကဲ့ရှင်။ အာခုမိကအာဒီ USMD ဟိုပထမကျမအဲတာဝန်ယူထားတဲ့အသင်းပေါ့နော်အဲ့အချိန်မှာညီမအကြောင်းစာတွေနဲ့အရင်များလာတဲ့အချိန်မှာညီမဟို technical director နဲ့တော့အဘတို့ပြန်ပြီးတော့ request လုပ်လိုက်ပါတယ်အညီမဒီနှစ်မှာအကြောင်းနဲ့ ISB နဲ့ပဲ IO site ချင်တာဖြစ်တဲ့အတွက် USMD အသင်းအတွက်အဲနီးပြချုပ်တရားငှားပေးဖို့ ဟိုတောင်းမှန်တောင်းဆိုတဲ့အခါမှာအဲသူတို့ဘက်ကလက်ခံပြီးတော့ဒီအမကူမီကိုပေါ့နော်အငားရဲပေးခဲ့ပါတယ်အဲ့ရဲ့နောက်ပိုင်းမှာလည်းညီမတို့ကအဲဘယ်လူမျိုးမဆိုမြန်မာနိုင်ငံကိုရောက်လာလို့ရှင်လာပြီးလှုပ်တဲ့အလုပ်က woman development အတွက်လှုပ်တာ football development အတွက်လှုပ်တာဖြစ်တဲ့အတွက်ညီမတို့ဘက်ကလူကြီးတွေကလည်းတတော်လျှောက်ပဲညီမဒီအသင်းမှာသူရောက်လာတဲ့အချိန်မှာစဉ်သက်မပြတ်ဒီဟာကိုအချိန်ကုန်နဲ့ဆက်သွားနိုင်ဖို့အတွက်အမြဲတမ်းညီမတို့ ISB အသင်းရဲ့ training ချိန်နဲ့လွတ်တဲ့အချိန်တွေမှာအမြဲတမ်းလှုပ်ပေးရရှင့် အဲ့တော့ဒီ18နှစ်အချိန်မှာလည်းညီမတောက်လျှောက်ကူညီခဲ့သလိုပဲအခုညီမကြောင်းသွားတက်မယ်လို့အဆုံးပြအဲနောက်ဆုံးအဲမော်ဂျူနဲ့သွားပြီးတိုက်ဆိုင်တဲ့အချိန်မှာလည်းပဲအဲ MM ဘက်ကရောအဲဒီဘက်ကညီမတို့ရဲ့လူကြီးမင်းနေရာကိုအကုန်လုံးဝိုင်းပြီးတော့အဲတိုင်ပင်ကြတဲ့အချိန်မှာအဲသူတို့ဘက်ကလည်းပြန်ပြီးတော့ဒီကိုမိကိုအနေနဲ့လည်းညီမတို့သူ့ကိုကူညီထားတဲ့အချိန်နဲ့ပေါ့နော်ပြီးတော့ညီမတို့ဂျားတဲ့ရ relationship ကလေးတစ်ခုရအဲသူလာပြီးတော့ကူညီပေးတာပါရှင့် ဲ့လိုကူညီတဲ့နေရာမှာလဲ technically technically မှာဘာမှဟိုကလေးတွေ confuse မဖြစ်အောင်လို့ညီမတို့ငိုတဲ့အကြိုတင်ပြီးတော့အကုန်ကြံစီထားပြီးသားပါရှင့်အဲညီမသွားခြင်းနဲ့အဲဒီအသင်းတွေသင်ချင်းတွေမှာညီမသွားခြင်းနဲ့ landing အဲဒီဘယ်ဘယ်နေရာမှာဘာလုပ်မယ်ဟာကဆာအသေးစိတ်အကုန်လုံးညှိနှိုင်းပြီးတော့မှသာလောက်ထားတာဖြစ်တဲ့အတွက်အဲဒီအပေါ်မှာလည်းပဲပြိတ္တတွေကဟောဘောနော်စမ်းစမ်းသိမ့်လိုက်ရင်ဘာဖြစ်မလဲကုမိကိုနဲ့ဘာဖြစ်မလဲဆိုတာကိုတွေးနေမယ်အစားညီမတို့တရားကြိုတင်ပြီးတော့ဟုတ်ကဲ့ပူပေါင်းပြီးတော့အကုန်လုံးအဲတည်တရားစန့်တီတကျလောက်ထားတာဖြစ်တဲ့အတွက်ဒစိမ့်တဝမ်းနေပါပဲရှင်အခုချိန်ထိရောနောက်ထပ်ရောတတော်လျှောက်ညီမညီမတို့ဒီမြန်မာနိုင်ငံဘောလုံးလောကအတိုးတက်ဖို့အတွက်ညီမမျိုးသမီးဘောလုံးလောကအတိုးတက်ဖို့အတွက် အမီသူမဆိုပေါ့နော်ညီမတို့အကုန်လုံးကတစိမ့်တဝမ်းနဲ့ပူပေါင်းပြီးတော့ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းလည်းဒီနေရာကနေပြီးတော့အဲအတိပေးပြောချင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါအမစမဝါအနေနဲ့ရောဒီဒီ ISP အသင်းပြိုင်မဲ့ပွဲစဉ်တွေကိုလာရောက်ကြည့်ရှုမဲ့ပိတ်သက်တွေတော့ဖိတ်ခေါ်စကားလေးလည်းပြောပြပေါ့ဗျာပိတ်သက်တွေပိတ်သက်တွေကိုတော့ကိုင်းတဲ့အထိလာရောက်အားပေးစစ်ချင်တယ်ဘာလို့ဒါပွဲကြီးပွဲကောင်းလို့ပြောလို့ရတယ်ဘာလို့ဆိုကျွန်တော်ကကဘာပက်ပြီးတော့ဒါကဘာအဆင့်ကစားသမားတွေကဘာပက်ပြီးကြည့်စရာမလိုဘောနော်ဒါသူဝရကိုင်းတဲ့ရောက်တာနဲ့ကဘာအဆင့်ရှိတဲ့ကစားသမားတွေကို ဒါကျွန်တော်တို့မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်ပြီးလည်းကျွန်တော်တို့ချစ်တဲ့ဒါမြန်မာလေးစင်ကစားသမားအများစုပါဝင်တဲ့ဒီ ISB အသင်းပြောမစရင်ဟိုပြန်ဝဲတိုင်းကစိတ်ဝင်စားဖို့ကောင်းတော့ဗောနော်ပြန်ဝဲတိုင်းစိတ်ဝင်စားပြီးအဲ၃တင်းလုံး၄တင်းလုံး strong ဖြစ်တယ်လေအဲ့မျိုးဆိုတော့ဒီ queen နဲ့ ठी လာရော opposition ပါတယ်အဲပြိတက်အားပေးမှုကလည်းအဲ clip အတွက်အားအရင်ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ဒါ queen နဲ့လာပြီးတော့ အင်ပြည့်အားပြည့်နဲ့အားပြည့်ပေးစေချင်ပါတယ်။ဘာလို့ဆိုတော့သူတို့ရဲ့အားပေးမှုကဒီကလေးတွေရဲ့အပြောင်းလဲတစ်ခုလည်းဖြစ်သွားနိုင်တော့ပေါ့နော်။ပထမဆုံးပွဲနေဆိုရင်ဒါကျွန်တော်ခဏပြောသလိုပေါ့။ပထမပွဲနေဆိုရင်ဒါတော်တော်လေးဒီတပွဲအဲဒီတပွဲကိုနိုင်လိုက်ရင်ဒါကျွန်တော်ဘာလို့ဖြစ်သွားနိုင်လဲ။အဲအဲ့အတွက်ပြိတ္တအားတဲ့အင်တွေကိုလာပြီးတော့ကိုယ်နဲ့အထိအရောက်အားပေးစေချင်ပါတယ်ဟုတ်။ဟုတ်ကဲ့ပါ။အဟုတ်ကဲ့ဆရာကိုကျွန်တော်မေးဖို့မေးခွန်းလေးတခုကြံသွားဆရာဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်ဘောလုံးဖွဲ့ကြုံပါလဲဆရာတာဝန်ယူထားတဲ့အပိုင်းလေးရှိလို့သိထားပါပါလေဗျာဟုတ်ကဲ့အဲ့ဒါလေးလည်းကြွပါပေးပါဦးဆရာဟုတ်အဲ့ဒါတော့ဟို ကျွန်တော်ဒီပြီးခဲ့တဲ့ဟိုဘလုံးရုပ်ောက်ပွဲတော့ကဓာမှုဆောင်ဖြစ်ဝင်ရောက်ရွေးချယ်ခံတဲ့အခါမှာမြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်မှုဆောင်ဖြစ်ရုပ်ောက်တင်ပြခြင်းခံရတဲ့အတွက်မှုဆောင်တာဝန်ယူပါတယ်အဲ့ဒီမှာဒါဥက္ကဋ္ဌကြီးနဲ့မှုဆောင်ဖွဲ့ရနေပြီးတော့တာဝန်ပေးတဲ့အတွက်ဒီမြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်ရဲ့လူငယ်ပြည်ပွဲချစ်ပါရေးကော်မတီဥက္ကဋ္ဌဖြစ်တာဝန်ယူပါတယ်ဒါလည်းဒါဥက္ကဋ္ဌကြီးဥစ္စာပါဝင်ကြာဝင်ကြုပ်စုမြတ်မင်းတို့ကျွန်တော်တို့တော့ ဟိုကိုစုံမြတ်မင်းမော်လေနောက်တကကိုထွန်းထွန်းအောင်တို့နဲ့ဒါပေါင်းဆက်ပြီးတော့ဒီရီပြိုင်ပွဲချင်းပါရေးကော်မတီမှာလည်းဥက္ကဋ္ဌတာဝန်ယူပြီးတက်နိုင်ဆုံးဟုတ်ကဲ့ဆက်လုပ်နေပါလေနောက်ဒီပြည်내တိုင်းဘောလုံးပြိုင်ပွဲချင်းပါတဲ့ခါမှာလည်းကျွန်တော်ဌာနပဲအပိုင်းအနေနဲ့ကျွန်တော်ကဘောလုံးဘွဲ့ချုပ်မှာလည်းပါလာပြီးတော့ဘောလုံးဘွဲ့ချုပ်နဲ့ကျွန်တော်ဌာနအကဦးစီးဌာနနဲ့ပေါင်းဆက်ပြီးတော့ပြည်내တိုင်းဘောလုံးပြိုင်ပွဲချင်းပါရေးကိစ္စများကိုလည်း အောင်ဆက်ဆောင်ရလေရှိကြောင်းဒါတင်ပြလို့ပါဒါဆက်မေးတဲ့မိကွန်းလေးဖြည့်ပေးတာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါဆရာအားမအောင်လည်းပြောချင်ပါလေအခုဆိုရင်ဒါနိုင်ငံဒီဟိုမှာလာရွေးစကစားသမားတွေအများစုဆိုဆိုလည်းပေးတဲ့ပြဆိုသမားရေးပန်းစားနေပေါ့အခုဒါ SP ရဲ့ခြေစပွဲစင်ပါဆိုလည်းမဖမ်းမနဲ့ညိုကြီးဆိုပြီးတော့လည်းသာသမားရေးပဲရစားရေးပန်းစားလာပါတော့ဒါတော့တယောက်ချင်းစီကိုတော့ကျွန်တော် focus လုပ်ပြီးတော့ phone တင်ပြီးတော့မပြောတော့ပါဘူးပြောချင်တဲ့တွေကအခုလိုမျိုးကိုယ်အသင်းမှာကစားနေကြရေကုန်ရင်ကန့်ရှင်းမဲ့ကစားနေကစားသမားတွေကို ပေးတဲ့ဒီအသီးသီးကနေအလွာအသီးသီးကနေအချင်းချင်းအားပေးနေတဲ့အတွက်ဒီကစားသမားတွေကိုစားနေပြတယောက်ရဲ့ဝမ်းသာပီတီစကားလေးနဲ့ကျေးဇူးစကားလေးနဲ့ပြောပြပါအောင်ဗျာ ဟုတ်ပထမအနေနဲ့ကလေးတွေအကုန်လုံးကိုဒီနေ့ဒီချိန်တိပေါ့နော်စိတ်သက်ခွန်အားပေးတာရောနောက်ပြီးတော့နောက်ွယ်ကနေပြီးတော့ကုညီပံ့ပိုးကြတဲ့ပြည်သက်တယောက်ချင်းဒီတိုင်းကိုမြမအနေနဲ့ကလုံးဝအထူးပဲကျေးဇူးတင်ရှိတယ်ဆိုတဲ့အကြောင်းအရင်ပြောချင်ပါတယ်နောက်တစ်ခုက ISBFC အသင်းမှာအားသာချက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ ISBFC မှာပါဝင်သမျှပလေယာတွေအကုန်လုံးမှာသူ့ fan လေးတွေနဲ့သူအကုန်လုံးပေါ့နော်ဟုတ်ကဲ့အခြားအသင်းတွေမှာဆို National Team အာပလေယာနဲ့အဲအနည်းစုပဲဟို fan ကလပ်လေးရှိပေမဲ့ဒီ ISPFC မှာကြတော့ ကလေးတိုင်းကလေးတိုင်းမှာပလီယာတိုင်းပလီယာတိုင်းမှာအဲ့လိုမျိုးအားပေးမှုရနေတာဖြစ်တဲ့အတွက်ကလေးတွေအနေနဲ့ကလည်းဒီအားပေးမှုနဲ့တူခုချိန်ထိလဲခုညီမတို့ဒီမှာဒီတစ်ခေါက်ဆိုလို့ရှိရင်ကလေး၉ရောက်၅ရတဲ့အချိန်မှာအဲကျန်တဲ့ညီမတို့မှာလက်ရှိပိုင်ဆိုင်ထားတဲ့ကလေးတွေကိုထားခဲ့ရတာပေါ့နော်အဲ့လိုမျိုးအချိန်တွေမျိုးမှာတော့မှတို့မဆုံးမနစ်ဆက်ပြီးစူးစမ်းနေနိုင်တာဒီလိုမျိုးနောက်ွယ်ရနေပြီးအားပေးနေတဲ့ပရိသတ်တွေရဲ့အားကြောင်းလိုပဲအဲပြောချင်ပါတယ်နောက်တစ်ခုဒီကလေးတွေအခုလိုမျိုးစိတ်ဓာတ်ကြမသွားအောင်လုပ်ပေးတဲ့အတွက်လဲညီမကဒီပရိသတ်အကုန်လုံးကိုကျေးဇူးတင်ပါ ရယ်ဆိုတဲ့အကြောင်းနဲ့ဆက်ပြီးတော့လည်းပဲဒီကလေးတွေဒီလိုမျိုးရှေ့ကိုဆက်ရှောက်နိုင်မှုအတွက်အဲဒီဘောလုံးလောကတိုးတက်ဖို့အတွက်ပေါ့နော်ညီမတို့ ISB အတွက်တင်မဟုတ်ဘဲနဲ့အဲမြန်မာဘောလုံးလောကအတွက်ဆက်ပြီးတော့အားပေးပါအောင်လို့ဒီနေရာနေပြီးတောင်းဆိုချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါအဲဆိုတော့ကျွန်တော်တို့ဆွေးနွေးသွားရမှာကျွန်တော်လေးပြေသုံးသွားရလို့ထင်ပါတယ်အဲ ISB ရဲ့ဒီခြေစွမ်းတွေဖျော်ချမှုတွေကတော့ကျွန်တော်တို့အားပေးရင်းနဲ့မကြခင်မှာ ဒါရလက်ကောင်းနေရမယ်လို့တော့ယူဆပါတယ်ဗျ။အဲကျွန်တော်ဒီစကားဝိုင်းလေးကိုဒီမှာဆုံးသက်လိုက်အောင်နော်။အခုလိုလာရောက်ဆွေးနွေးပြီးတဲ့အဲဒီဆရာပါဝင်ညီမတို့လည်းကျွန်တော်စကိုင်းနဲ့ရဲ့ကိုစားကျေးဇူးတင်ကြောင်းပြောကြားလို့ပါတယ်ဗျ။ဟုတ်ကဲ့ရှင်။ကျွန်တော်ကြားခင်ပြန်ဆုံးကြပါမယ်နော်။ဟုတ်ကဲ့ပါ။ကျေးဇူးပါ။ကျေးဇူးပါ။ဟုတ်ကဲ့။ချစ်ခင်နေစားပါတော့မိဘပြည်သူညီကိုမောင်တို့များခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးသွားတဲ့စကားဝိုင်းလေးကတော့ပြည့်ပြည့်စုံသွားပြီလို့ယူဆပါတယ်ဗျ။ကျွန်တော်ဆွေးနွေးသွားတဲ့အထက်မှာလည်းနားလေးမူလွေးသွားလေးရှိရင်လည်းနားလေးပေးဖို့အတွက်ဒီနေရာအနေနဲ့အားလုံးကိုပန်ကြားလို့ပါတယ်။အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ။ thank <music> you